အားလုံးပဲမြင်လာပါဒီနေ့တရေတင်မဲ့တင်ခဲ့တာကတော့အခန်းကဒီချိန်ငယ်ငါရသမားရှိကနံပါတ်1နှစ်ဖြစ်ပါတယ်နံပါတ်1မှာဆိုရင်အောက်ပါတို့တွင်ပေးထားသောကွက်လက်များကိုဖြစ်ဆက်ပါတယ်နော်အဲ့ဒီမှာကျတော့ကျွန်တော်က20 -20 ကိုသူကဂွေနဲ့မှာ t နဲ့ -2 နဲ့ထည့်ထားတယ်ဒါသူရင်းရှိမှာကျတော့ဘယ်ဟာကိုဘုံထုတ်တာလဲလို့သိချင်တာဒါသူရင်းဒီမှာရှိက tan t မှာ t ကို t ပဲကျတော့ဖဲကြပြတဲ့ရရှိက30ပေါ့နော်30ကိုဘုံထုတ်တာဒါသူရင်းကျတော့ဘုံတန်မိုးက30ပေါ့ နောက်က20မှာလာတိုင်းမှာကျွန်တော်20ဆိုတာ10နဲ့လေး20 30ကိုဘုလို့လာလို့ရှိရင်အနှုတ်နှစ်ကဒီခွင်းထဲမှာထည့်ထားရည်ဒါကြောင့်မို့နှစ်ခုစလုံးရဲ့ဘုံစားခွေးဘုံကိန်းရပါလို့ဆိုရင်30ပါဟုတ်ပြီနော်နမကောက်ရကြတော့ 2b-14 နဲ့အဲ့ဒီမှာဆိုတော့ 2b တွေကနေပြီးတော့မှ b ကိုတက်တက်ခွဲထုတ်ထားရဆိုရင်ကျတော့2ကိုဘုံထုတ်တာပေါ့နော်ဒါသိရင်ရှေ့ရက2ကို2ကိုဘုံထုတ်တာမှတ်ပါတယ်ဒါသိရင်ဒီနောက်အရှိနောက်က14နော် -14 ကို -14 ဆိုတာက9နဲ့14ဟုတ်နော်အဲ့ဒီမှာ9နဲ့14မှာ အဲနှစ်ကိုဘုံထုတ်တာလို့ရှိရင်ရှိတော့ခုနှစ်ကျန်တယ်ပေါ့ -10 ပဲပေါ့နော်ရှေ့မှာ -10 ရှိတော့ -10 ပဲဒါကြောင့်မို့နှစ်ခုစလုံးကိုရဲ့ဘုံစာခွေကိန်းရပါဖြစ်လို့ဆိုရင်နော်နှစ်ပါနော်နှစ်ခုစလုံးကိန်းနှလုံးလုံးကိုရေဘုံထုတ်တာကနှစ်ကိုဘုံထုတ်တာဖြစ်ပါတယ်နံပါတ်ကငယ်တဲ့အတိုင်းပဲ 5a 10အဲ့ဒီမှာ5ကိုဘုံထုတ်တာရတယ်ဆိုရင် 5a မှာ5ကိုဘုံထုတ်တာရင်ဒီကွက်လက်ထဲမှာကျတော့ a ထဲမှာအဲတစ်ဆယ်မှာကျတော့9ကိုဘုံထုတ်ရင်ရေနှစ်ကျန်တယ်9နဲ့10ဆိုတော့နှစ်ကျန်တယ်နော်ဒါဆိုရင်ဒီကွက်လက်ထဲမှာဗားထည့်ရမှာလေဆိုရင် a ပဲထည့်ရမှာပါ နမကကြီးပါနမကကြီးရတယ်မှာ 3h minus dray အဲ့မှာ3ကိုဘုံထုတ်ထားတယ်ဒါဆိုရင်နော်ရှေ့က 3h မှာ3ကိုဘုံထုတ်8ကျန်တယ်နောက်က minus dray မှာ3ကိုဘုံထုတ်ရင်3နဲ့ဒီစနေဖြစ်တယ် minus 4ကျန်တယ်ဒါကြောင့်မို့ minus ကတော့ရေးထားတယ်ဒီ palette လေးမှာကျတော့4ထည့်လိုက်မှာနော်ဒါကြကြကြည့်ပြီးတော့ကျုပ်ငါပါငါမှလည်းအတိုင်းပဲ 4n-16 မှာသူက4ကိုဘုံထုတ်ထားတယ်เนาะ4ကိုဘုံထုတ်ထားတာဖြစ်တဲ့ကျတို့เนาะ4နဲ့ m နဲ့မှာ4ကိုဘုံထုတ်လို့ရှိရင် m ခွင်းနဲ့မှာ m ကိုထည့်မယ်ကဲ16မှာဆိုရင်ကျတို့6ကိုဘုံထုတ်မယ်ဆိုရင်16ဆိုတာ4 4 16 ဟုတ်နော်လေးတလုံးဘုံလုံးရေတော့နောက်မှလေးထည့်မယ်အမအနှုတ်လေးဆိုတော့နှုတ်ကရေးပြီးသားဆိုတော့ရေတော့လေးကိုပဲထည့်လိုက်မယ်ပြီးတော့နမတ်စာလောတိုင်းနဲ့40 black tray အဲ့ဒီမှာကျို့ဂွေနဲ့မှာတီးထည့်ထားရတဲ့အတွက်သူကဘုံပြီးပါလဲ4 4နဲ့ဒီနဲ့ခွဲထားတာပေါ့နော်4နဲ့ဒီနဲ့ခွဲပြီး4ကိုဘုံထုတ်ထားတယ်အဲ train မှာလည်းအတိုင်းပဲလေးကိုဘုံထုတ်မယ်ဆိုရင်လေးသုံးလေးစနစ်ဆိုတော့အဲရှိကိုလေးကိုဘုံထုတ်ရင်ဂွေနဲ့မှာ3ဒါဆိုဂွေနဲ့မှာ3လက်မှန်တယ်ဒါကြောင့်မို့နှစ်ခုစလုံးရဲ့နော်နှစ်ခုစလုံးမှာဘုံထုတ်ထားတာကကျို့4ပါပြန်ပြကြည့်မယ်နော်လေးနဲ့ဒီနဲ့မြောက်နော်လေးတီးရပြီးတော့ အဲလင်းနဲ့သုံးနှစ်မြောက်ရဲ့မှာစနစ်ပြင်ရရပေါ့နော်အဲအခွေနဲ့ကိုပြန်ပြီးတော့မြောက်ကြည့်လို့ရပါတယ်နံပါတ်ဆက်လိုက်တဲ့အတိုင်းပဲ 3n+18 နော်ခွေနဲ့မှာကျတော့ 3n နဲ့က n ကိုထည့်ထားပြီးတဲ့ကြတာဒါသူတို့ဘုံထုတာဆိုတာသိကြပြီအရင်16မှာဆိုရင်3648သုံးဘုံထုတာတော့ခွေနဲ့မှာ6ထည့်မယ်ဒါဆိုလို့ရှိရင်နှစ်ဦးသလုံးကနေပြီးဘုံထုတာတာကကျတော့3ပါစားလိုက်ပြီးတော့ဇာခွဲပါနော်ဇာခွဲမှာလည်းအတိုင်းပဲ 3a+15 မှာသူကသူတို့ဘုံထုတ်ပြထားတယ် ။နောက်သူရဲ့မှာသူတို့ဘုံတို့ရေတော့ခွေးနဲ့မှာဒီအစလေးမှာဗာထည့်ရမယ်ဆိုရင် x ပဲထည့်ရမယ်။နော်။ဈာမြင်သေးပါ 4n 20 4n မှာသူတို့ n ကိုခွေးနဲ့ထည့်ထားရဲဆိုတော့4ကိုဘုံထုတ်ထားတာပေါ့နော်။အဲ4နဲ့ n နဲ့ခွဲထည့်တာပါ။ဒါကြောင့်မို့4ကိုဘုံထုတ်ထားလို့ဆိုတော့ခွေးနဲ့မှာ n ထည့်တာ20မှာလည်းအတိုင်းပဲကျတော့4 5 20 6ကိုဘုံထွားလို့ခွေးနဲ့မှာ9ထည့်တာဒါကြောင့်မို့နှစ်ခုလို့ရဲ့နော်နှစ်ခုလုံးကနေဘုံထွားတာက4ပါဇာဇာမင်းစဲပြီးတော့ကျညပါနော်ဒါလေးတွေကကျနော်အရင်ရှိမှလည်းတွက်ခဲ့ပြီးတော့လွယ်ရောလွယ်ပါရဲ့နော် အဲ3 8 minus 9မှာဆိုတော့3 8 3ကိုဘုံထုတ်လို့ရှိရင်ဒီ green ထဲမှာ8ကျန်မယ်အဲ minus 9မှာဆိုရင်ကျွန်တော်3ကိုဘုံထုတ်ရင် minus 3ကျန်တယ်ဒါကြောင့်မို့ green ရဲ့အစမှာကျွန်တော် x လေးကိုထည့်ပြရပါမယ်ဒါတော့နံပါတ်2ကိုသွားမယ်အောက်ပါရိုးရှင်းပါတဲ့ minus 2ရေနော် pr ရှင်း into 2 square minus 3 8 plus 7ပါနော်အဲ့ဒီမှာ minus 2ရေကနော် green ထဲမှာရှိရဲ့2 square ကိုလည်းသွားမြောက်မယ် minus 2ရေက green ထဲမှာရှိတဲ့ minus 3 8ကိုလည်းသွားမြောက်မယ် minus 2ရေက green ထဲမှာရှိတဲ့7ကိုလည်းသွားမြောက်မယ် ဒါပေမဲ့ -2a နဲ့ -2a square နဲ့များတဲ့အခါမှာ -4a a square ရပြီးတော့ -2a နဲ့ -3a နဲ့များတဲ့အခါမှာ2 3 6 6a a ရတယ်အနှုန်းနဲ့အနှုန်းနဲ့များတော့ဒီလိုအပေါင်းပြန်ဖြစ်သွားတယ်ပေါ့နော်အဲနောက်ဆုံးက -2a နဲ့7နဲ့ကိုများတဲ့အခါမှာ9 14 14a ပေါ့နော်အဲ့ဒီမှာဒီလိုအနှုတ်ကတစ်ခုတည်းဖြစ်တဲ့အနှုတ်14 a ပါမြတ်ကဝေးမှာက 4p into 3p plus 2ဂျူရတယ်။ဒါဆိုရင် 4p က 3p ကိုလည်းဝင်မြောက်မယ်။ 4p က 2g ကိုလည်းဝင်မြောက်မယ်။ ရင်4ပြီနဲ့3ကျူနဲ့မြောက်တဲ့ခါမှာ၄တော့၄စနစ်ဒီနှလုံးကနော်ဒီနှလုံးကတော့ p square အဲဒါကို12 p square ပေါ့နော်နောက်ကကနန်းမှာကျတော့၄နဲ့၄၈၈နဲ့ပြီကျူနဲ့မြောက်တော့၈ပြီ8ပြီကျူပေါ့နော်နံပါတ်ငယ်ကကျော2ရဲ့ a² 3a² ပေါ့နော်အဲ့ဒီမှာကျတို့က2နဲ့ a² 2က a² ကိုဝင်မြောက်မယ်2က 3a ကိုဝင်မြောက်မယ်2က2ကိုဝင်မြောက်မယ်ပေါ့နော်အဲ့ဒီမှာ2နဲ့ a² နဲ့မြောက်တော့ 2a² ဖြစ်ပါတယ်2နဲ့3ရဲ့မြောက်တော့6 6a ရပြီးတော့ နိနေနိနေမြောက်တော့ဒီเนาะဒါကြောင့်အဖြေက 2h2 c8 4ရပါတယ်။ကားငယ်ပြီးတော့ကားကြီး 2i 8နဲ့ -3h နဲ့ -3h နဲ့မြောက်တာအဲ့ဒါ -3h ကဒီ 2i ဝင်မြောက်မယ် -3h က -5z ကိုလည်းဝင်မြောက်ဖို့နော်။အဲဒါဆိုရင် 2i နဲ့ -3h ကိုမြောက်တဲ့အခါမှာအပေါင်းနှုတ်နဲ့မြောက်တော့အနှုတ်ရတယ်။အဲ2 3 6 xy ပေါ့နော် -6y နောက်ကတော့ -3 နဲ့ -3 နဲ့မြောက်တော့အပေါင်းပြည့်တယ်9 3 15 8 0နဲ့မြောက်တော့ 8z ပါ။ကားကြီးပြီးတော့9ပေါ့နော်9မှာ 3 into 2a minus b အရင်3က 2a ကိုလည်းမြောက်မယ်3က minus b ကိုလည်းသွားမြောက်မယ်မြောက်တဲ့အခါမှာ3နဲ့2နဲ့မြောက်တော့6ရတယ် 6a ရပြီးတော့3နဲ့ minus b နဲ့မြောက်တဲ့အခါမှာ minus 3b ရပါတယ်နော်အဲ့ဒီမျိုးကျလို့ green ကိုခွဲကြမှာ 2a နဲ့ minus b ကိုဝင်တဲ့အခါမှာဟောက minus b ကိုတခါယူရတယ်ဒါပေမဲ့အလဲကောင်းတွေမှာတော့ကျလို့ကဘာလို့အပေါင်းတွေပဲထားရတယ်ဟုတ်နော်သူရဲ့လက္ခဏာကိုပါတခါယူလာဖြစ်တဲ့အလဲကောင်းမှာသူဂျားထဲမှာဆိုရင်သူအပေါင်းလက္ခဏာပဲထားပြရတယ်ပေါ့နော် ငါပြီးတော့စာလုံးမှာစာလုံးမှာက6က3ကိုမြောက်မယ်6က -4 ကိုမြောက်မယ်6က C ကိုမြောက်မယ်အဲဒီ6နဲ့3ရေနဲ့မြောက်တဲ့အခါမှာ18ရရတယ်6နဲ့ -4 ကိုမြောက်တဲ့အခါမှာ plus နဲ့ minus နဲ့ -4 ရတယ်6လေးလေး24เนาะ24ပြီး6နဲ့ C နဲ့မြောက်တော့ 6C ရပါတယ်စလင်ကကျတော့ 2T + 5U နဲ့ -3T နဲ့မြောက်တယ်အဲဒီ -3T က 2T နဲ့လည်းမြောက်မယ် -3T က 5U နဲ့လည်းမြောက်မှာပါနော် အဲ့ဒီဒုတိယနဲ့မိုင်းနဲ့တတိယနဲ့မြတ်တဲ့ခါမှာ2 3 4 6ဒီနဲ့ဒီနဲ့မြတ်တော့ t square အနုနဲ့ပေါင်းလို့ဆိုတော့အနှုတ်ရပါတယ်။နောက်ကတော့လည်းဒီလိုကအမအနှုတ်ကတစ်ခုပါတယ်ရှေ့အပေါင်းနဲ့အလဲကောင်းကနော်5ရရဲ့ရှေ့အပေါင်းနဲ့မြတ်တဲ့ခါမှာအနှုတ်ရလက္ခဏာထွက်ပြီးတော့မြတ်ပေါ်ကင်းကြီးမြတ်တဲ့ခါမှာ9 3 5ဒီနဲ့ယူနေမြတ်တော့ t ယူရပါတယ်။စလိုက်မျိုးကဒီလိုဇာခွဲပေါ့နော်ဇာခွဲမှာကျတော့ -4 ကအဲ3/4 c ကိုမြတ်မယ် -4 က1/2 c d ကိုမြတ်မယ်ပေါ့နော်။အဲ့ဒီမှာကျတော့ -4 နဲ့4နဲ့ 4နဲ့4နဲ့ကြည့်မယ်အမှ minus 3စီကြမယ်နောက်က2နဲ့လီနည်း2နဲ့လီလေးဆိုတော့အဲ့မှာအနှုတ်ကတော့ပြောက်မသွားဘူးเนาะအောက်မှာအနှစ်ပိုင်းချိန်မှာအနှုတ်မပါရတဲ့အဒီအရှိက minus 4မှာပါတဲ့အနှုတ်လေးတွေကမပြောက်သွားပါဘူးဒါကြောင့်မို့ပိုင်းဝေးမှာကျတော့ minus 3စီကြမယ်အပေါင်း minus 3စီပေါ့နော်ဒီမှာကျတော့လည်းတော်တော်များ minus 2စီတရတယ်ပေါ့နော်ဒီမှာပေါင်းနဲ့နှုတ်နဲ့မြောက်နေတဲ့ခါမှာအနှုတ်ရရပေါ့နော်ဒီနောက်ကဂွင်းရနောက်မှာအနှုတ်ရှိရယ်ဝင်းရရှိမှာအပေါင်းရှိတယ်ပေါင်းနဲ့နှုတ်နဲ့မြောက်တော့ကျတော့အနှုတ်ရရတယ်ပေါ့နော်အဲတော့အနှုတ် minus 3c minus 2cd ပါဒါဝဲပြောဈာမြင်စေ minus into a square minus 3a minus 5အဲ့ဒါကြောင့်ငရဲ့ရှိမှ minus ရှိရဆိုတော့အဲ့ဒါ minus 1နဲ့မြောက်ထားတာပါနော်ဒါကြောင့်မို့တကယ်လို့ minus 1နဲ့မြောက်ထားပါဒါကြောင့်မို့ minus 1က a square ကိုလည်းမြောက်မယ် minus 1က3 minus 3a ကိုမြောက်မယ် minus 1က minus 5ကိုမြောက်မယ် minus 1နဲ့ x2 နဲ့မျှတဲ့အခါမှာ minus x2 ရတယ် minus 1နဲ့ minus 3a နဲ့မျှတဲ့အခါမှာအနုနဲ့နုနဲ့မျှတော့အပေါင်းရတယ်ပေါ့နော်အပေါင်း 3a ရပါတယ် ောက်က minus 1နဲ့ minus 5ပြန်ရတဲ့အခါမှာ minus 5ရတယ်။ plus 5ရတယ်ပေါ့နော်။နောက်နောက်နောက်ညတော့ဒီလိုအပေါင်းဖြစ်သွားတယ် plus 5ပါ။ကြည့်ညပါနော်။ညမှဆိုရင် tan into n minus f5 n ဟို tan က m နဲ့မြောက်မယ် tan က minus 5 n မြောက်မယ်။ဒါဆိုရင် tan နဲ့ m နဲ့မြောက်တော့ tan m မြောက်ပြီးတော့ tan နဲ့ minus 5နဲ့မြောက်တဲ့အခါမှာ minus 50 n ရပါတယ်အဖြေ။ကြည့်ပြီးတော့ရိုးတာတလင်းကြည့်ပါ။ ် xy ကရိုး1ဝင်မြောက်မယ် xy က -x ကိုမြောက်ဝင် xy က y ကိုမြတ်မှာပေါ့နော် xy နဲ့ y နဲ့မြောက်တဲ့ခါမှာ xy ရပြီးတော့ xy နဲ့ -8 နဲ့မြောက်တဲ့ခါမှာအပေါင်းနဲ့နှုတ်နဲ့ဆိုတော့အနှုတ်လက္ခဏာပါအဲ့ကနှစ်ထပ်ဆိုတော့ x2 y နော်အဲနောက်မှာကြတော့လည်းအတိုင်းပဲ8လုံးလဲပြီးတော့ y နဲ့ y နဲ့ပြီးတော့ y square 8y square ရပါတယ်။ကဲထောက်အောင်မဲကိုကြည့်ပါမယ်။ထောက်အောင်မှာဆိုရင် ab into 1 1/4b 1 minus a အဲ့ဒါ ab က1ကိုလည်းတက်မြောက်မယ် ab က1 minus b နဲ့လည်းမြောက်မယ် ab က1 minus a နဲ့လည်းမြောက်မယ်နော်အဲ့ဒါ ab နဲ့1နဲ့မြောက်တဲ့အခါမှာ ab ရပါတယ် ab နဲ့1 minus b နဲ့မြောက်တဲ့အခါမှာ1 minus ကိုတရားမြည်ရင်မယ် ab နဲ့ b နဲ့မြောက်တော့ ab square ပေါ့နော်နောက်က ab နဲ့1 minus a နဲ့မြောက်တဲ့အခါမှာ1 minus ကတော့တရားမြောက်ပေါ်ကတရားမြည်ရင်မယ် AB နဲ့ A နဲ့မြောက်တဲ့အခါမှာ A နှစ်ထပ်ဖြစ်တဲ့အတွက် A နှလုံးဖြစ်တဲ့အတွက် A2 ဖြစ်ပါတယ်ဟုတ်ကဲ့နော်ဒါတို့ရင်းရင်ကျတော့အဲလေ့ကျင့်ငန်း နော်5.8ကဒီလိုနံပါတ်1နဲ့2နဲ့ပြီးပါပြီ Sony TV တွေအားလုံးကိုကျေးဇူးတင်ပါတယ်